မင်္ဂလာပါရှင်ကျမရောင်းဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာပါရှမ်းပြည်နယ်မြောက်ပိုင်းပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကတအန်တက် DNA လေးထိမ့်ချုပ်ရာနမ်ဆန်မြို့နယ်ဇေတုံဟုံးရွာကိုအောက်တိုဘာလ၄ရက်နေ့နေ့လယ်၁၂နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလေး၂ယောက်သေဆုံးပြီး၉ယောက်ထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံတွေကသိရပါဗျာ နန်းစံမြို့နယ်ဇေတုံဟုံရွာဘက်ကိုဂျက်ဖိုက်တာနဲ့ပုံကျဲသွားတဲ့အတွက်ကလေး၂ယောက်တိတ်ဆုံးပြီးကလေး၆ယောက်နဲ့လူကြီး၃ယောက်ထိမှန်ဒဏ်ရာရရှိခဲ့တာပါစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံနှလုံးလာရောက်ကျဲချတိုက်ခတ်ခဲ့တဲ့အတွက်လူနေအိမ်16လုံးလည်းထိမှန်ပျက်စီးသွားခဲ့တယ်လို့ PSLF DNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ် ပြီးခဲ့တဲ့အော်တိုဘာလ2ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားတာမရှိတဲ့နမ်မတူမြို့ပေါ်ကိုစစ်ကောင်စီတပ်ကပေါင်900ဘုံတလုံးလာရောက်ကျဲချခဲ့တဲ့အတွက်ဒေသခံ3ယောက်သေဆုံးပြီး6ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လူနေအိမ်၈လုံးလည်းထိခိုက်ပျက်စီးခဲ့ပါသေးတယ်ရှင်။မြဝတီမြို့တောင်ဘက်၄ကီကောမြို့မှာတိုက်ပွဲပြင်းထန်နေတာကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ဘေးရှောင် ရွာသား၃၀၀လောက်ဟာအရေးပေါ်အကူအညီလိုအပ်နေကြပါဗျ။မောင်တူးသတင်းပို့ထားတာပါရှင်။ဟုတ်ကဲ့ပါ။ ရောင်ရီမြို့တောင်ဘက်၄ကီကောမြို့တင်မှာစစ်ကောင်စီတပ်နဲ့ KNL PDF ပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေတာကြောင့်ရွာပေါင်း၁၀ရွာကရွာသား၃၀၀၀လောက်စစ်ရှောင်နေကြရတာပါ။ဟိုရမနေလို့ညတာပါစစ်စစ်ပြေတော့ကောင်။ဘာတွေဖြစ်နေတော့ခုမှပြောပြမှာ။ဟိုကညတပ်ပွဲပြင်းနေ။ဘယ်လိုဖြစ်ကျင်လဲစိတ်တယ်မှာ။စစ်တယ်မှာကကိုကိုရကိုပြန်နေစီတာနေတော့အရာ။ရှောင်နေရတယ်။ဘာဖြစ်လို့ဘ누구ကြောင့်လို့ထင်လဲ။ ဒီတော့ဒီတော့မြေအောင်လိုက်ဟောဘယ်လိုဖြစ်ချင်စိတ်တယ်ဩဒါပေမဲ့ဒီတော့မြန်မြန်လေးပြီးစေချင်ပြီပေါ့တာလေစပြေပဲတူတူပဲပေါ့ဟိုတယောက်တူလက်ခံတဲ့ကိုပြေးရတာပေါ့ကိုလေဘာအဆန်နေကြားလိုက်ညံ့ညံ့နေလေလက်ပဲကြားဒီဒရုန်းတန်းတန်းနဲ့လည်းကြားတာပေါ့အသက်အန္တရာယ်ရှိလားဗျဟုတ်တော့မဆိုရင်တော့ရှိတော့ရှိနေတာပါဆရာရဲ့ကိုယ်ပတ်တယ်တော့မရင်တော့မရင်သေးဘူးပေါ့မလက်ပါလာပါလာမလက်ပါလာမှာပဲ လှုပ်ရှားလာတယ်တန်ကြရတယ်အခုဆိုရင်ထိုင်းမြန်မာနယ်စပ်တောင်းရင်မြစ်ဘေးတစ်လျှောက်ပလောတဘူတောင်ယာကြီးစခန်းမင်းလက်ပံဖျားကုံမင်းလက်ပံတပြေးချံဂျိုးပင်စခန်းဗဟိကလောစခန်းနဲ့မက်ထော်တလေးဖုန်ကြောင်းစတဲ့စစ်ဆောင်စခန်းခုနှစ်ခုမှာစစ်ဆောင်၃00လောက်ဟာ အရေးပေါ်အကူအညီတွေလိုအပ်နေကြတာပါအဓိကကတော့နေဖို့ထိုင်ဖို့အဆောက်အဦလိုတယ်အဆောက်အဦလိုတယ်ဟိုကျွန်တော်တို့ဖြန်းစားတွေလိုတယ် ပြီးတော့ဒီတိုင်နေနော်နောက်ပြီးတော့ဟိုတစ်တီဝါးတွေပေါ့ဒါကြာလို့ပဲပေါ့အဲ့ဒါလေးကိုအဓိကထားပြီးတော့ဟိုလိုအပ်တာတွေတွေ့နေတဲ့အတွက်အဲ့ဒါကိုလည်းဝိုင်းကူကြစေချင်ပါတယ်အစီအလိုအချက်ကလည်းရှိတယ်အခုကတော့အရင်စုထားတဲ့ဟာနည်းနည်းရှိတယ်ဆိုပြီးမှမကြခင်ပါနဲ့အကုန်ကုန်သွားမှာပဲသူကအဲ့တော့သူကအမြဲတမ်းဟို consume လုပ်နေရတဲ့ဟာဖြစ်တဲ့အတွက်လိုအပ်ချက်ကအမြဲရှိနေမှာဒီစီးဘာအနေနဲ့ကလည်း လူရှင်မှာတောင်းဆိုခြင်းလဲအာလူရှင်ကတော့အခုအဆောက်အအုံနဲ့ပတ်သက်ပြီးတော့စောင့်နေတာမှာလိုအပ်ချက်တွေရှိမှာပြီးလို့ရှိရင်ကျွန်တော်တို့အဲဒီစီဝါနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့လူလာမယ့်ဟာတွေအများကြီးပေါ့နော်အဲ့လိုမျိုးတွေရှိမှာတရားနာအဓိကစီဝါဟုတ်ကဲ့အဓိကစီဝါဘာနာမလဲအာစီဝါဆိုတာအဓိကလောလောဆယ်အနေနဲ့အရေးပေါ်အနေနဲ့ကတော့ဓာစားလိုဟာမျိုးတွေအဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီနာကျင်ဖျားနာပေါ့နော်အဲ့ဒါမျိုးတွေကတော့အဓိကပြီးလို့ရှိရင်နောက်အရေးကြီးတာကတော့နာတာရှိစီဝါတွေလည်းလိုတာအဲ့ဒါတွေကတော့အရေးကြီးအခုလိုယာယီစစ်ဆောင်စခန်းတွေကိုမရောက်ဘဲ တခြားတောတောင်တွေထဲမှာပေါအောင်နေကြတဲ့စစ်ရှောင်းတွေလည်းထောင်နဲ့ချီရှိနေသေးတာပါ ကရင်ဒေသတစ်ခုလုံးမှာဆိုရင်တော့စစ်ရှောင်းပြည်သူ1.3တန်းလောက်ရှိနေပါတယ်ခင်ဗျာကျွန်တော်မောင်ထူပါကျမခံ ပဲခူးတိုင်းကျိုးပင်ကောင်းတဲ့အုပ်ဖို့မြို့နယ်တွေမှာပြည်သူတွေရဲ့ရိတ်ခါတည်ယူရာတွေကိုစစ်ကောင်စီတပ်ဖက်ကကန့်သက်ထားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စစ်ကောင်စီတပ်ကပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကတည်းကနေလက်ရှိအချိန်ထိကျိုးပင်ကောင်းအရှိချမ်းမှာရှိတဲ့ကျေးရွာတွေကိုဆန်နဲ့စီအပါအဝင်ရိတ်ခါတည်ယူခွင့်တွေကိုကန့်သက်ထားတာပါ။ ျိုးပင်ကောင်မြို့ပေါ်ကနေတစ်ခေါက်ကိုစံတအိတ်နဲ့စားစီ30သားလောက်သာပေးတယ်ပြီးကျိုးပင်ကောင်မြို့ဝင်ဂိတ်ကျိုးပင်သာဂိတ်နဲ့အလဲကုန်းဂိတ်တွေမှာစစ်ဆေးဖမ်းဆီးနေတယ်လို့ဒေသခံတွေကပြောပါရယ်။အုပ်ဖို့မြို့နယ်မှာလည်းပြည်သူတွေရဲ့စားနပ်ရိက္ခာတည်ယူရာတွေကိုစက်တင်ဘာလကုန်ပိုင်းကနေစတင်ပြီးစစ်ကောင်စီတပ်ဖက်ကကန့်သက်ထားတယ်လို့သိရပါရယ်။ အုပ်ဖို့မြို့နေရာဂိတ်ဒီမှာစံတအိတ်နဲ့စီ90သားနဲ့အသားကိုလည်းတပိတ်တာထက်ပိုတယ်ခွင့်မပေးဘူးလို့အုပ်ဖို့မြို့နယ်တွေကတော်လည်တပ်ဖွဲ့တာဝန်ခံကိုမိုးဒီက DVB ကိုပြောပါရယ်စစ်ကောက်စီတက်ကအုပ်ဖို့မြို့နယ်အတွင်းအုပ်ဖို့တာဆောင်ဂိတ်သဲကုန်းဂိတ်တွေအပြင်စစ်တပ်ကိစ္စကန်၃ခုထက်မနည်းကိုဖွင့်လှစ်ပြီးပြည်သူတွေရဲ့စားနပ်ရိက္ခာတည်ယူခွင့်တွေကိုကန့်သတ်နေတာပါရှင် ရွေးကောက်ပွဲမဲဆန္ဒရှင်စီရင်ကိုတအိမ်တယောက်လာရောက်စစ်ဆေးကြဖို့အတွက်လိုက်လံနှိုးဆော်နေပေမဲ့စိတ်ဝင်စားမှုမရှိကြဘူးလို့နေရအနှံ့ပြပြည်သူတွေကပြောကြပါတယ်ဝေဝေသတင်းပေးပို့ထားတာပါရှင်စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲမှာမဲပေးရမဲ့မဲဆန္ဒရှင်စီရင်တွေကိုရက်ခွက်ဥချုပ်ရုံမှုယုံမှာကတ်ထားပြီးတအိမ်တယောက်လာရောက်ကြည့်ရှုကြဖို့နေရအနှံ့မှာလိုက်လံနှိုးဆော်တာတွေရှိနေပေမဲ့ ပြည်သူလူထုကတော့စိတ်ဝင်စားမှုမရှိဘူးလို့သိရပါတယ်။ရန်ကုန်မြို့တရံချွတ်မြို့နယ်တွေကရက်ွက်တစ်ခုမှာတော့စက်တမ်ဘာလ30ရက်ညကလေးကမဲဆင်းတွေလာရောက်စစ်ကြဖို့လိုက်လံနှိုးဆော်နေပြီးပြည်သူတွေအနေနဲ့ကတော့စိတ်ဝင်စားမှုမရှိဘူးလို့ဆိုပါတယ်။ဟုတ်ရင်တော့ရှိပြီအဲ့လိုမျိုးရက်ကမှညှော်ဒီကြောင်နဲ့အော်ရင်အုတ်ချွေးမျိုးမှာမင်းစင်းရင်းနေလာကြည့်ရတာလေတကယ်လို့ညမင်းမပါလို့ရှိရင်အဲ့တော့ဆက်ချင်းပြောနေအဲ့လိုမျိုးအော်သွားတာ အဲ့အဲ့အခုရောရောဆယ်မှာလူကြီးအရှိန်ကြီးကိုကြည့်လိုက်တော့သူတို့ကစိတ်ငြိမ်းစောင်းမှုတိတ်တော့အကြည့်ဘောတော့ဟိုအုပ်ချင်းမှုတွေကလည်းသူတို့ကအစဲအတန်ကိုအဲ့ဒီမဲဆဲကလေးဆောင်းမဖြစ်ဘူးစီးရုံရဲ့ဇမောင်းပေါ့နော်ဟိုဝင်လို့ကကောင်းမလဲဆိုတော့ရဲ့စဉ်းစားနေရတာပေါ့တချို့ရက်ွက်တွေမှာတော့မဲဆင်ကြည့်ကြဖို့ကို loud speaker နဲ့ရက်ွက်တွေတဲ့လှည့်လည်နှိုးဆော်နေတာတွေရှိသလိုတချို့နေရာတွေမှာတော့ရဲနဲ့စစ်သားတွေပါ ရက်ချေအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေနဲ့လိုက်လံခေါ်ယူနေတာတွေလည်းရှိနေပါတယ်။ဒါပေမဲ့လည်းစိတ်ဝင်စားမှုမရှိတဲ့အကြောင်းကိုမြန်မာလေးမျိုးခံတယောက်ကလည်းပြောပြပါဗျ။မျိုးခံကိုစားဒီပင်းသင်းတော့ကအတန်ဖတ်ကြားပေးထားပါဗျ။အော်ရက်ွက်လူကြီးနဲ့စစ်သား၂ယောက်လောက်တော့ရက်ွက်ရုံကိုမဲဆင်းသွားကြည့်ကြဖို့လာပြောတာမျိုးတော့ရှိပါတယ်။အပြီးခဲ့တဲ့ရက်နေ့ညနေပိုင်းလောက်ကပေါ့နော်။ကျွန်တော်ပါဝင် ရက်ကွက်ထဲရလူတွေကတော့စိတ်မဝင်စားကြပါဘူး။ပြီးတော့ဒီရက်ကွက်ရုံးမှာလည်းတွားကြည့်ရလူလည်းမတွေ့ဘူး။ ကျွန်တော်အနေနဲ့ကတော့ကျွန်တော်တို့အတိအမှတ်ပြုထားတဲ့လူလူတင်မြောက်ထားတဲ့အစိုးရမဟုတ်တဲ့အတွက်သူတို့လုပ်တဲ့ရွေးကောက်ပွဲကိုလည်းမယ်ရှင်သွားကြည့်ဖို့နေနေတတ်တာအတိအမှတ်ကိုမပြုဘူးဗျစစ်ကောင်စီဝါရဖြန့်သတင်းမီဒီယာတွေနဲ့သတင်းစာတွေမှာတော့မဲဆန္ဒရှင်ပြည်သူတွေဟာစိတ်ဝင်တစားနဲ့လာရောက်ပြီးမဲဆင်ကြည့်ရှုနေကြတယ်လို့ထုတ်ပြန်နေပေမယ့်လက်တွေ့မှာတော့အတူရောင်သာဖြစ်တယ်လို့ရန်ကုန်မြို့ခံတယောက်ကလည်းပြောပါတယ် ကျောင်းရမ်းမျိုးနဲ့မှာမဲဆင်းနေနဲ့ပတ်သက်ပြီးတော့အဲမိုက်တွေနဲ့လည်းသူတို့អော်တယ်အဲ့ဒီဟာတွေကိုလည်းဘယ်သူမှလာမကြည့်ဘူးဘယ်သူမှလည်းလာမမေးဘူးဘယ်သူမှလည်းလာမလို့အခုအဲ့မှာတွားပြီးလုံနေတာတွားပြီးမေးနေတာတွေအကုန်လုံးကစေယုံမှုတွေယာယီမှုတွေနဲ့သူတို့နဲ့ပတ်သက်တဲ့သူတွေကပဲအဲတွားကြည့်တွားလုံပြီးတော့ဒီမဲဆင်းနေကိုပြည်သူတွေကစိတ်ဝင်စားပါတယ်ပြည်သူတွေကဒီမဲနဲ့ပတ်သက်တာတွေကိုအဲစိတ်ပါပါတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့အထူးအောင်လုံနေတာတွေလည်းရှိတယ်တချို့ရုပ်ကွက်တွေဆိုလို့ရှိရင်လာကြည့်တဲ့လူကိုမရှိဘူးအဲ့ကတ်ထားတဲ့ဟာတော့ ြောတာတော့မှလာကြည့်ပါလို့ပြောတော့ဘယ်သူမှသွားမကြည့်ဘူး။ကင်းနီပြည်မြို့တော်လွန်ကောင်မှလည်းရက်ွက်ရှိခုထက်မနဲ့ရင်းနှီးမြုပ်နေပေမဲ့မဲဆဲလာကြည့်ဖို့ကို ကားရီနဲ့လှည့်ပတ်ကားကြီးညာနေတယ်လို့ဒေတာခန်တွေရဲ့ပြောပြချက်ရသိရပါဗျ။စစ်ကောင်စီဩဇာခံယူကောက်ပွဲကော်မရှင်ကတော့ပထမကြိမ်မဲဆင်းတွေကိုစက်တင်ဘာလ30ရက်ကနေအောက်တိုဘာလ17ရက်နေ့ထိရကြေးအုပ်ချုပ်ရေးမှူးရုံးတွေမှာကြီးညာပေးထားမှာဖြစ်လို့ တိန်အောင်ကိုတယောက်နှုံးနဲ့မပြတ်မကွက်လာရောက်ကြည့်ရှုကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။ဒါမဲ့နိုဝင်ဘာလထဲမှာတော့လိုအပ်ချက်တွေကို ပြင်ဆင်ဖြည့်ဆွက်ပြီးဒုတိယအကြိမ်ထပ်မံကြေညာသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ကျွန်မဝေပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝန်ဒီပါ